င်္ဂလာပါကျမကေခိုင်ပါဒီဝီဗီရုံးမြင့်တင်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းတက်လျင်မြို့နယ်မြို့ဟောင်းအနောက်ရက်ကွက်တက်လျင်တရာအစဉ်လက်မှတ်ကိတ်မတ်တိုင်အနီးမှာကားရည်စီကနဲ့ပတ်စံကောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရင်ထိန်ရှိတွေနဲ့ရှေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုမေလ21ရက်နေ့မနက်7:00နာရီလောက်မှာအဝေးထိန်မိုင်းတလုံးနဲ့ဖောက်ခွေတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်တော်လှန်ရေးအဖွဲ့ Operation Flame ကထုတ်ပြန်ပါတယ် ဘုံပေါက်ကွဲပြီးနောက်စစ်ကောင်စီတပ်ကစစ်ဆင်မှုတွေပြင်းပြင်းထန်ထန်လုပ်နေပြီးထိခိုက်မှုအသေးစိတ်ကိုမသိရသေးဘူးလို့ Operation Flame အဖွဲ့သတင်းပြကြားရေးတာဝန်ရှိသူကပြောပါတယ်။ Operation Flame အဖွဲ့ဟာ2025 January လကနေမေလအထိစစ်ကောင်စီကိုတိုက်ခိုက်တဲ့စစ်စင်ရေး၈ကြိမ်ရှိခဲ့ပြီးအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှု၆ကြိမ်၊လက်ပြုံပစ်ခတ်တိုက်ခိုက်မှု၂ကြိမ်တို့ပါဝင်ပါရရှင်။ Operation Flare အဖွဲ့အနေနဲ့ရန်ကုန်တော်လှရေးမဟာမဲအားလုံးနဲ့အတူအာဏာသိမ်းစစ်တပ်ကိုအဆင်အရှိန်မြင့်တိုက်ခိုက်ရှင်မုံတော်မယ်လို့ပြောဆိုထားပါရှင်။လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနေမှုကြောင့်နိုင်ငံတော်အခွန်ခတဲ့နှစ်နာသလိုလုံခြုံရေးကိုလည်းချိန်ချောင်းမှုတွေဖြစ်နေတဲ့အတွက်ဖမ်းဆီးဖို့ရဲတပ်ဖွဲ့ဝင်တွေကိုစစ်ကောင်းဆောင်ကညွှန်ကြားလိုက်ပါတယ်။ ်မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့ညင်တိုင်းအစည်းအဝေးဒုတိယနေ့မှာစစ်ကောင်ဆောင်ကပြည်ထရေးဝင်ကြီးနဲ့အရက်ဘက်ဝင်ကြီးဌာနတွေကိုပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုခဲ့တာပါဒီလိုဖန်ဆီးရာမှာအကြမ်းတရားကိန်းဖို့လိုအပ်ပြီးပြည်သူလူထုကယုံကြည်ရတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်အောင်ချင်းချံနေထိုင်တော်ဖို့နဲ့လိုအပ်တဲ့နေထိုင်စားတောက်ရေကိုနိုင်ငံတော်ကပတ်ပိုးမယ်လို့လည်းပြောပါရယ် လိုင်စင်မဲ့ရင်တွေကို2022ခုနှစ်ကတည်းကဖန်ဆီးအရေးယူတာတွေရှိခဲ့ပေမဲ့လက်တွေ့အမြင်ပြမှာလိုင်စင်မဲ့ရင်အသုံးပြုသူအများစုဟာစစ်ဘက်ကများတယ်လို့ရင်ထင်းရေးအရာရှိတယောက်ကဒီမူဘီကိုပြောပါတယ်စစ်ကောင်စီရဲ့ပူပေါင်းစစ်ဆေးရဲ့အဖွဲ့တွေက2024ခုနှစ်အတွင်းပြည်내နဲ့တိုင်းဒေသကြီးတွေမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေဖမ်းဆီးခဲ့ရာမန္တလေး၊စကိုင်း၊နေပြည်တော်နဲ့ရှမ်းပြည်နယ်တွေမှာအများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပါရဲ့ရှင်။ ရခိုင်တိုက်ပွဲအတွင်အာရခတက်တော်ထံလနဲ့ချအလင်းဝင်သူနဲ့ဖမ်းဆီးခံခဲ့ရတဲ့စစ်တုံးပန်းမိသားစုဝင်ပါ1132ယောက်ကိုမေလ18ရက်နေ့ကနေမေလ20ရက်နေ့အထိ3ရက်အတွင်းပြန်လွတ်ပေးခဲ့တယ်လို့အာရခတက်တော်နဲ့နှိဆက်သူတွေစီကသိရပါတယ်။မေပြမရဦးနဲ့ဘူသေးတော်မျိုးနေတွေကစစ်တုံးပန်းမိသားစုဝင်တွေနဲ့မောင်တော်မျိုးနေကလနဲ့ချအငန်းခံကြသူတွေကိုလွတ်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုဝင်တွေစီကိုအခမ်းအနားနဲ့တကော့စနစ်တကျလွှဲပေးလိုက်တာဖြစ်ပြီးရဝဲကသူတွေကိုလဲစည်းတွေပါထောက်ပံ့ပေးလိုက်တယ်လို့အေအေနဲ့နီးစပ်သူတယောက်ကပြောပါတယ် ်မေလ၁၈ရက်နေ့ကမင်းပြမျိုးသိန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်သုံးဘက်မိသားစုဝင်369ယောက်ဘူတိတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရမိတဲ့စစ်သုံးဘက်မိသားစုဝင်314ယောက်မေလ၁၉ရက်နေ့ကမောက်တုံးမျိုးသိန်းတိုက်ပွဲအတွင်းလက်နက်ချအလင်းဝင်သူ32ယောက်နဲ့မေလ20ရက်နေ့မှာမရဦးမျိုးသိန်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်သုံးဘက်မိသားစုဝင်469ယောက်တို့ကိုလုပေးလိုက်တာလို့ဆိုပါတယ် အာရခတက်တော်ဟာ2025ခုနှစ်အတွင်းမှာစစ်တုံးပန်းမိသားစုဝင်တွေကိုမကြာခဏလုပေးတာတွေပြုလုပ်နေပါရဲ့ရှင်။အေယဝဒီတိုင်းတာပေါင်းမြို့နယ်အခြေဆိုင်စစ်ကောင်စီခမာရ308တက်ရင်အနီးမှာကာကင်းစခန်းတစ်ခုထပ်မံတည်ဆောက်နေတယ်လို့တာပေါင်းခမာရ308တက်ရင်နဲ့နီးစပ်သူတွေစီကသိရပါတယ်။တာပေါင်းမြို့နယ်ကိုအာရခတက်တော်အေးနဲ့ပူပေါင်းတက်တွေအချိန်မရွေးဝင်ရောက်တိုက်ခိုက်လာနိုင်တာကြောင့် စစ်တိုင်းမှုရဲ့ညွှန်ကြားချက်နဲ့ခမရ308တည်ရင်အနီမှာကာကင်းစခန်းတစ်ခုကိုမေလ16ရက်နေ့ကစတင်တည်ဆောက်နေတယ်လို့ဆိုပါတယ်။တော်လရဲ့တက်တွေကလင်းမျက်နာတာပေါင်းလက်ဘက်ကနေဝင်လာတဲ့ဆိုတဲ့သတင်းကြောင့်ကာကင်းစခန်းဆောက်တဲ့အပြင်တက်အင်အားလည်းထပ်ဖြစ်ထားရလို့တာပေါင်းခမရ308တည်ရင်နဲ့နှိဆက်သူတွေကပြောပါတယ်။လက်ရှိတာပေါင်းခမရ308တက်တဲ့အနေဝန်းကျင်ဒေသတွေမှာခမရ308တက်ရင်ကစစ်အင်အားတွေအပြင်မြောင်းမြောင်းမြို့နယ်အခြေဆိုင်ခါလာရ တရင်စစ်အင်အားတွေနဲ့ရေကုန်ဘက်ကဝင်လာတဲ့စစ်မှုတွေအဆင့်တက်သားတက်တယ်လာရောက်ပူပေါင်းထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မက်စလာပထမအပတ်ကလည်းစကောက်စီတက်နဲ့အေအေပူပေါင်းတက်တွေတာပေါင်းမျိုးနယ်တွေကကမွန်ချင်းတောင်မှာတိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးစစ်ကောက်စီတက်တွေဆုတ်ခေါ်ခဲ့ရပါရှင်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလက်ထုမငိမ့်သက်မှုတွေဖြစ်ပေါ်လာနိုင်ပြီးမုတ်တုံလည်းအားကောင်းလာနိုင်တဲ့အတွက်မေလ23ရက်နေ့ကနေ30ရက်နေ့အထိနေရာတချို့မှာမိုးကြီးနိုင်ရလို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗေဒဦးစီးဌာနကမေလ21ရက်နေ့မနက်9:00ခွဲအချိန်တိုင်းတာချက်တွေကိုထုတ်ပြန်ထားပါတယ် ။မိုးသေးတယ်ဆိုအလျော်သွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ၊မိုးထစ်ခြုံရွာတာ၊မိုးကြိုပစ်တာ၊လျက်စီလက်တာ၊မိုးသီးကျွေတာ၊လက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်တွေကြုံလာနိုင်တယ်လို့ဆိုပါတယ်။မြင့်ငယ်ချောင်းငယ်တွေအနေမှာနေထိုင်ကြသူတွေအနေနဲ့လေရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းတော်လာရင်နဲ့လေချောင်းပြန်တဲ့ရေအနေနဲ့လေကြိုတင်သတိပြုနိုင်ဖို့တတိပေးထားပါရရှင် ဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာကေခိုင်ပါ